မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ21ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်ရရှိသွားပြီးတော့ဒူတိုင်းမူဘုံမူချုပ်တောင်းထွန် တိုင်းဦးစီးချုပ်ဘုံမှုချုပ်ကြော်ကြော်တန်းနဲ့စကခ55တမမှုဘုံမှုချုပ်သူရိန်ထွန်းတို့လိုမျိုးစစ်ခေါင်းဆောင်များကိုဖမ်းဆီးရရှိမှုဟာတော်လန်ပြည်သူတရက်လုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့အေအေကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ20ရက်နေ့မိုးလွယ်10:40မိနစ်အချိန်မှာအရခဒေတာအမ်းမြုံနယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့နောက်ဆုံးတစ်ခုတည်းသောကြံရှိနေတဲ့နောက်ပါခဌာနချုပ်တိုင်းစစ်ရုံးအတွင်းထဲကလက်ကျန်နေရာအလုံးကိုအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အမ်းမြုံနယ်တစ်ခုလုံးကိုဒီကနေ့မှာအလုံးစုံသိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်အမ်းမြုံဟာအရခပြည်သူတော်လှန်အစိုးရကအပြည့်အဝလုံးစုံထိန်းချုပ်နိုင်တဲ့ 14မြို့မြောက်မြို့ဖြစ်လာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ယခုအခါမှာအမ်းမြို့ပလဝမြို့ပေါတော်မြို့မင်းမြားမြို့မြောက်ဦးမြို့ကြောက်တော်မြို့မြေပုံမြို့ပုံနာကျုံမြို့ရမ်းမြန်းမြို့ရသေးတောင်မြို့ဘူးဒီတောင်မြို့တန်ရွဲမြို့တောင်ကုန်းမြို့နဲ့မောင်တော်မြို့တို့စုစုပေါင်း14မြို့ကိုအရခတက်တော် AA ကတိမ့်ပိုက်ရရှိထားပြီဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဂွားမြို့ရဲ့၃ပုံ၂ပုံကိုလည်း AA ကတိမ့်ပိုက်ရရှိထားပြီးတော့ဂွားမြို့ကိုအပိတက်တိမ့်ပိုက် PC ပါက အရကဒေတာအတွင်းမှာအေကဆက်လက်ပြီးတော့သိမ့်ပိုက်ရန်စစ်တွေကြောက်ဖြူနဲ့မန်အောင်သုံးမျိုးသာကြန့်ရှိတော့မှာဖြစ်တယ်လို့သိရပါဗျ။ယခုကဲ့သို့အောင်မြင်မှုအသီးပွင့်များဟာရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတတ်တော်တစ်ခုတည်းရဲ့ကြိုးပမ်းမှုတစ်ခုတည်းသာမဟုတ်ပဲအရခပြည်သူတရလုံးရဲ့ဝိညာဉ်ပံ့ပိုးမှုမဟာမိတ်အဖွဲ့အစည်းများရဲ့ပူးပေါင်းပါဝင်မှုများနဲ့အမည်ဖော်ပြလို့မရသေးတဲ့မိတ်ဆွေတချို့ရဲ့ဝိညာဉ်ပံ့ပိုးမှုများကြောင့်ဖြစ်တယ်လို့ အမြဲတမ်းနှလုံးသွင်းမှတ်ယူထားပြီးတော့တပ်ဆိုင်ရာအဖွဲ့အစည်းတိုင်းနဲ့လူပုဂ္ဂိုလ်တိုင်းကိုအလေးနက်အထူးပင်ကျေးဇူးတင်အပ်ကြောင်းအေအေကကြေညာထားပါတယ်စနေပြင်းအောင်မြင်မှုများရဲ့အခြားတစ်ဖက်မှာရဲဘော်ရဲဘက်များရဲ့အသက်ကိုလက်ခံတာဘဝကိုပေးဆက်ဆွန့်လွတ်အနေနာခံမှုအရခဒေတာအတွင်းနေထိုင်ကြတဲ့ဒေတာကံပြည်သူလူထုတရက်လုံးရဲ့ဆင်းရဲဒုက္ခအမျိုးမျိုးကိုနှိရှိလာများအတူတူရင်ဆိုင်ပြီးတော့ခါးစည်းခံရက်တည်မှုများကလည်းများစွာအထောက်အကူပြုခဲ့တဲ့အတွက်ကြောင့်အောင်မြင်မှုအသီးပွင့်နဲ့ဆက်ဆက်ပတ်သက်နေသူများအလုံးကို ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတက်တော်ကအထူးပင်အလေးနက်ထားပြီးတော့မှတ်တမ်းတင်ဂုံပြုတ်အကြောင်းအေအေကပြောဆိုထားပါတယ်။ယနေ့ရရှိထားတဲ့အောင်မြင်မှုများဟာရခိုင်ပြည်သူတရက်လုံးရဲ့အောင်မြင်မှုသာမဟုတ်ဘဲအကြမ်းဖက်စစ်ကောင်စီကိုတော်လှန်နေကြတဲ့တော်လှန်ရေးအဖွဲ့အစည်းများတော်လှန်နေကြတဲ့ပြည်သူတရက်လုံးရဲ့အောင်မြင်မှုအဖြစ်နဲ့မျှဝေပြီးတော့ဂုံပြုတ်မှတ်တမ်းတင်အကြောင်းအေအေကနေပြီးတော့ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာမနေ့ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစစ်ကောင်စီကဆုံးရှုံးသွားတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနေပြည်တော်မှာအမျိုးသားအားကစားပွဲတော်ကိုကျင်းပပြီးတော့နိုင်ငံတော်ကိုကာကွယ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အမျိုးသားအားကစားပွဲတော်ပိတ်ပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအခုလိုပဲပြောဆိုလိုက်တယ်လို့သိရပါဗျ။ယခုအမျိုးသားအားကစားပွဲတော်ကိုနိုင်ငံတော်ပြည်သူလူထုနဲ့တက်ဆိုင်တဲ့စကားအချို့ပြောလိုပါကြောင်း မိမိတို့အမိမြန်မာနိုင်ငံတော်အတွင်းမှာစုပေါင်းပြီးတော့နေထိုင်ကြတဲ့နိုင်ငံသားတိုင်းဟာမိမိတို့ကန္နာအလိုက်ကြာရတာဝန်များကိုနိုင်ငံတော်နဲ့ပြည်သူအချို့အတွက်ထမ်းဆောင်နေကြသူများဖြစ်ကြကြောင်းအာကစားနဲ့နိုင်ငံတော်ကိုမြင့်တင်နေခြင်းဖြစ်ကြောင်းမြန်မာဆိုတဲ့စိတ်ကိုနိုးထစေပြီးတော့နိုင်ငံတော်ကိုကာကွယ်နေခြင်းဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်ယခုအချိန်အခါမှာမိမိတို့နိုင်ငံဟာပြည်ရင်းပြည်ပအန္တရာယ်များဝင်ရောက်ဆွတ်ဖက်မှုများနဲ့ကြုံတွေ့နေရခြင်းဖြစ်ကြောင်း မိမိတို့နိုင်ငံသားမကမဟာဗျူဟာအချက်ကြာကြတယ်ကမ္ဘာနိုင်ငံငယ်အများစုဟာလည်းအဲ့ဒီအခြေအနေနဲ့ကြုံတွေ့နေရကြောင်းကြားဆုံးသွားခဲ့တဲ့တပ်မတော်သားများမြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များပြည်သူစစ်မှုထမ်းအဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများအခြားနိုင်ငံသားကောင်းများကိုလည်းအထူးအလေးထားပြီးတော့ဥညွန့်ဂုံပြုမှတ်တမ်းတင်အပ်ပါကြောင်းမင်းအောင်လှိုင်ကပြောဆိုတော့ပါတယ်အချက်ပါစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွန့်ကြားချက်အရာ နေပြည်တော်မှာအမျိုးသားအားကစားပွဲတော်ကိုဒီဇင်ဘာလ9ရက်နေ့ကစတင်ကျင်းပခဲ့ပြီးတော့ဒီဇင်ဘာလ20ရက်နေ့မှာအဆုံးသတ်ကအဲ့ဒီပွဲတော်မှာ ဝန်ကြီးဌာနပေါင်းစုံကလူပေါင်းတထောင်ကျော်ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။နေပြည်တော်မှာမင်းအောင်လှိုင်ကအမျိုးသားအားကစားပွဲတော်ကျင်းပနေတဲ့အချိန်မှာရခိုင်ပြည်မောင်နှောမြို့နယ်အမ်းမြို့နယ်နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကိုအေအေကတိုက်ခိုက်သိမ်းပိုက်နေပြီးတော့ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့စစ်ခေါင်းဆောင်၃ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရာပေါင်းများစွာကိုစစ်တုံးပန်းများအဖြစ်နဲ့အရခတက်တော်အေအေကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်နဲ့ဖလန်းမြို့မှာပြီးခဲ့တဲ့နိုဗ ెంబ ာလ9ရက်နေ့ကလေးကစတင်ပြီးတော့ချင်းညီနောင်ဆက်ဆံရေးတရက်ကိုစတင်လိုက်ပြီးချင်းညီနောင်အဖွဲ့နဲ့စစ်ကောင်စီတို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေတဲ့ကြားတွေကတပ်စခန်းတော်တော်များများကိုသိမ်းယူနိုင်ခဲ့တယ်လို့ချင်းညီနောင်အဖွဲ့ကဒီဇင်ဘာလ20ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်ရဲ့ပြောခွင့်ရဆလိုင်းရောမန်ကတိုက်ပွဲအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေဟာနေ့စဉ်ဆိုသလိုရှိနေတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကဖြေကြားထားပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကတော့ကျွန်တော်တို့မျိုးသိန်းစစ်စင်ရေးစတဲ့နိုဝင်ဘာလ9ရက်နေ့ကတည်းကကိုရှိနေတာပဲနေ့တိုင်းနှိပါပါပဲတလားကြောကြောကြာအောင်လို့တရက်မှမပြတ်ဘူးလို့ပြောလို့ရတယ်လေကြောင်းတိုက်ခိုက်မှုတွေကတော့တောက်လျှောက်ရှိပါတယ်ခင်ဗျာ မြို့ကလည်းစိတ်ကောင်းစီကျင်းစင်တယ်လို့မျိုးမြို့ကိုအလုံးစုံထိန်းချုပ်နိုင်တာမျိုးတော့မဟုတ်သေးပါဘူးခမားလို့ပြောဆိုထားပါတယ်မင်းတပ်မျိုးပေါ်မှာစိတ်ကောင်းစီတက်နဲ့ရဲတပ်ဖွဲ့ဝင်တွေတက်ဆွဲထားတယ်စံမင်းတီရီဇေဒီကုန်းဝင်နှန်းအင်အားလိုင်းကန်စံပြရက်ကခရိုင်ဆောက်လို့ရေးဝင်တာဝါတိုင်းကုန်းဟိုတယ်မင်းတပ်မြားလေးပွင့်ဇေဒီကုန်းလေးမိုင်ကုန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဒီကနေ့ရထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒါအပြင်မင်းတပ်ခရိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင်ပေါင်း123ဦးအပါအဝင် သူတို့ရဲ့မိသားစုဝင်တွေဟာဒီဇင်ဘာလ15ရက်နေ့မှာလက်နက်ချအမြန့်ခံခဲ့တယ်လို့ပြောဆိုထားပါတယ်။ဖလန်းမျိုးတိုင်းဆက်ချင်ရေးမှာဖလန်းခရိုင်ရဲတပ်ဖွဲ့ယုံဖလန်းမျိုးနဲ့ရဲတပ်ဖွဲ့ယုံဆောက်လုပ်ရေးယုံအထွေထွေအုပ်ချုပ်ရေးယုံနဲ့စေယုံဂုံနေရာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရဲတပ်ဖွဲ့ဝင်45ဦးကတော့လက်နက်ခဲယမ်းနေတဲ့အတူနိုဗ ెంబ ာလ12ရက်နေ့ကလေးကလက်နက်ချအညံ့ခံခဲ့တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်တိမ်မြုပ်ရွာခမရ6တပ်ရင်းကစစ်မှုထမ်းတပ်သားတက်9ဦးဟာလက်နက်များကိုယူဆောင်ပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ18ရက်နေ့ညပိုင်းမှာအုပ်ဖို့မြို့နယ်တိမ်မြုပ်ရွာအခြေစိုက်ခမရ6တပ်ရင်းကစစ်မှုထမ်းတပ်သားတက်9ဦးဟာ လွမ်းနံများကိုယူဆောင်ပြီးတော့ထွက်ပြေးသွားကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထွက်ပြေးသွားတဲ့တပ်သားတဲ့9ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကတောင်းနှင်းရှာဖွေနေပြီးလက်ရှိအချိန်ထိပြန်လည်တွဲရှိဖမ်းဆီးရရှိခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်တာယာဝတီခရိုင်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များစီကိုလည်းအဲ့ဒီထွက်ပြေးလာတဲ့တပ်သားတဲ့များရောက်ရှိလာခြင်းမရှိသေးဘူးလို့သိရပါတယ်။ PDF တွေစီကိုလည်းမလာဘူး။စစ်ခွေးတွေလည်းအခုထိပြန်မတွေ့သေးဘူးပြန်မတွေ့သေးလို့တောင်းနေပြီးတော့ရှာနေကြတယ်လက်နက်နဲ့ထွက်ပြေးကြတာတေးကြပါတယ်၁၈ရက်နေ့ညကထွက်ပြေးတာမနေ့ကျတော့ လက်နက်တွေရောတပ်သားတက်ခနာဦးရောပျောက်သွားလို့တပ်ထဲမှာဝရုံတုံးကဖြစ်နေတယ်လို့သိရတယ်လို့တာယာရီခန်တိုင်ရဲ383ရက်နဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူရကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတန်မင်းလာမျိုးနယ်မှာအကြမ်းဖက်စစ်တပ်ကအုပ်ချုပ်ရေးမှူးများကိုစစ်မှုတန်းအစားထိုးငွေကြေးမကောက်ခံခိုင်းတော့ပဲတပ်သားတဲ့လူငယ်များကိုမဖြစ်မနေခေါ်ယူပို့ဆောင်ပေးရန် ်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်2025ခုနှစ်ဇန်နဝါရီလကစတင်ပြီးတော့မင်းလာမြို့နယ်အတွင်းမှာရှိတဲ့အုပ်ချုပ်ရေးမှူးများကိုအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းအစာထိုးထောက်ပံ့ငွေကြေးများကောက်ယူပြီးတော့စစ်တပ်ထမ်းကိုပေးခြင်းများကိုလက်မခံတော့ဘဲတပ်သားတင်များကိုသာမဖြစ်မနေစင့်ခေါ်ပို့ဆောင်ပေးရညွှန်ကြားထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကအသက်14နှစ်ကနေအသက်35နှစ်အရွယ်အမျိုးသားများကိုမဖြစ်မနေစစ်မှုထမ်းရန်ပို့ဆောင်ပေးရမှာဖြစ်ပြီးတော့စေးမအောင်တဲ့သူတွေရှိပါကအဲ့ဒီစေးမအောင်တဲ့သူရဲ့မိသားစုဝင်တွေကအမျိုးသားတအူးဟာ အစားထိုးစစ်မှုထမ်းရမယ်လို့ညွှန်ကြားလာကြောင်းသိရပါတယ်စစ်မှုထမ်းခြေကောက်ခံခိုင်းလို့အုပ်ကြီးတွေတတ်ခံရတာဆိုပြီးတော့အုပ်ကြီးတွေကတင်ပြတော့စစ်တပ်ကငွေမကောက်ခိုင်းတော့ဘူးစစ်မှုထမ်းစင့်ခေါ်လို့မရရင်ပေါ်တာဆွဲမယ်လို့ညွှန်ကြားထားတယ်လူငယ်တွေကိုစစ်မှုမထမ်းခင်စစ်စစ်ချက်ရယူရမယ်စေးမအောင်ရင်မိသားစုဝင်တွေကအမျိုးသားတအူအစားထိုးပြီးတော့စစ်မှုထမ်းရမယ်လို့ညွှန်ကြားထားတယ်ဒီလကုံကနေစပြီးတော့ဖမ်းဆီးတာတွေလုပ်မယ်လို့ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြန်လည်ပြောပြထားပါတယ်လက်ရှိမှာစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်စစ်မှုထမ်းအရေးအတွက်မပြည့်မီသေးတဲ့အတွက်တင်တန်းဖွင့်ရန်နောက်ကျနေပြီးလာမယ့်စစ်မှုထမ်းအပတ်စဉ်9နဲ့အပတ်စဉ်10အတွက်လည်းတပ်သားတွေများကိုချိုးတင်စုဆောင်းရန်ညွှန်ကြားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ